99ရာခိုင်နှုန်းနဲ့လူတွေရဲ့အိမ်မက်ဖြစ်မယ်အခုလိုကျဲဝဲနဲ့အိမ်ဒီတအိမ်လုံးမြန်မာတွေအကြိုက်ကျုံးနေနေပဲပြင်ဆင်ထားတယ်ပေ80ပေ60မှာသုံးထက် modern အိမ်တလုံးကိုဒီနေ့ PSN properties ကနေပြီးတော့ house လို့ပြီးမှာဖြစ်ပါတယ်ဒါကျွန်တော်တို့ အိမ်ဘေးပတ်ဝန်းကျင်နဲ့အကုန်လုံးလည်းအခုလိုကျွန်တော်တို့ဒါပေ80ပတ်လည်မှာတကယ့်ကိုနိုင်ငံခြားရောက်သွားတယ်လို့ပဲအကြီးကြီးခန်းနားလုံးပါတယ်ဆိုတော့အိမ်ဒီဇိုင်းလာလုံးတယ်အာကီဒီဇိုင်းလာလုံးတယ်ဆိုတော့အိမ်မျိုးဖြစ်ပါတယ်ဒါဒါဆိုရင်ကျွန်တော်တို့ခြံစည်းဝတ်ဒီဇိုင်းအပြင်ဒီဇိုင်းအစတော်တော်လေးလာတယ်ပြင်ကားကလည်းကျွန်တော်တို့အနည်းဆုံးကဒီမှာ၅စီးလောက်ထားလို့ရပါတော့ကိုအိမ်မက်ထဲမှာ Ferrari off road ရုံသုံးဖို့ Mercedes ကြိုက်တာထားထားလို့ရတဲ့အိမ်မျိုးဖြစ်တယ်တကားတွေကလည်း ယ်ကျွန်တော်တို့မော်တာပါပြီးတာ flavor block နဲ့လမ်းတဲ့အများကြီးမြင့်ပြီးတာအိမ်ဖြစ်တယ်ကူပိုင်ရေကူးကန်ပဲလုပ်မလား golf legend ဖို့ကျွန်တော်တို့ဒီပတ်တင်လေးကျင့်ဖို့ twin ပဲလုပ်မလားပြီးရင် design ကလည်းကျွန်တော်အရှိ design နဲ့ base design ကလုံးဝမတူဆိုတော့ကျွန်တော်အိမ်ထဲသွားပြီးတော့လေ့လာရအောင်ဒါကကျွန်တော်ဝင်လိုက်တာနဲ့မြန်မာအကြိုက်ကျွန်းအပြည့် လုံးဝကျွန်တော်ညက်ညောနေအောင်ခင်းထားပြီးတော့မှန်ဒီအများကြီးတုံးထားပြီးတော့တအိမ်လုံးလင်းထင်နေတဲ့ဒီဇိုင်းမျိုးဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော်တို့ဒါသမီးစားကန်သမီးစားကန်ရဲ့ကျွန်တော်ဘေးဘက်ထွက်လိုက်တဲ့နဲ့ပန်းချံရီကိုကြိုက်တဲ့အပင်ဆိုက်လို့ရတယ်ကိုကြိုက်တဲ့ပုံစံရီကူးကန်ကိုဖော်လို့ရမယ့်နေရာမျိုးခြံထားတယ်ပြင်ဒီဘားအေရီယာအနေနဲ့ရလဲဒါကျွန်တော်တို့ open space ဖြစ်တယ်ဒီမှာတငငချင်းမိတ်ဆွေတွေဧကံမယ်အထဲမှာတော့ချက်ပြုတ်မယ်အပေါ်အောက်ဆိုရင်လည်းကျုံးနေနေပဲတေချာလေးကိုကျွန်တော်တို့ပြင်ဆင်ထားတဲ့မြို့ပခန်းအကျယ်ပေါ့နော်အင်အကူ9ယောက်ရှိရင်9ယောက်လုံးတစ်ပြိုင်နဲ့ချက်လို့ရတယ်ဒါကတော့အင်အကူနေလို့ရမယ့်နေရာကိုလည်းကတဲ့နှလုံးထားမယ်ဆိုရင်နှဆင့်ထားမယ်ဆိုရင်လည်းအများကြီးထားလို့ရတယ်ကျောကျုံးတွေကိုကြည့်လေကျုံးတွေကျုံးဒါတွေအကုန်လုံးကျုံးအစ်စ်ပေါင်းသားတွေပဲပေါ့နော်ကဲအဆင်တော့ကျွန်တော်တို့ဒါမြည်ထက်မှာအဲ့ဒီထားမယ်လူကြီး မိဘတွေထားမယ်လီကားမတုံးချင်ဆိုတဲ့ဧည့်သည်များအတွက်လည်းအဆင်ပြေဓမ္မဆိုရင်ကျွန်တော်တို့ဒါ wardrobe ထားမယ်ရေချိုးအိမ်သာဆိုရင်လည်းလုံးဝကြွေပြားအစား brand တွေပဲတုံးထားတဲ့အိမ်ဖြစ်ပါတယ်ဒီအိမ်ရဲ့ဈေးနှုန်းကလည်းဒါတော်တော်လေး ကျွန်တော်တို့များတယ်ဗောနော်ကျွန်တော်တာမန်လီဒီအတွက်လည်းဒီတကယ်တသက်လုံးရှားမင်းအနေထားမှာရှိပါတယ်ဒါပေမဲ့ဒါကျွန်တော်တို့ဧည့်တဲ့ပြိတ္တတွေအတွက်တော့ဒါပုံမှန်ဝင်နေတဲ့အနေထားမှာရှိပါတယ်ဆိုတော့ကျွန်တော် second floor ကိုသွားကြည့်မှာဖြစ်ပါတယ်ဒီမှာတော့ကျွန်တော်ဒီအိမ်မှာတော့ကလကတဲ့အကုန်ပါပြီးဒါပြင်အခန်းလေးရောလည်းဒါအလဲဘဟုမှာလေကအိမ်ပြီးတော့ဒီကျွန်တော်တို့အလဲဘဟုမှာဒီ lounge ရှိရဲ့ဘေးဘက်မှာလည်းဖျားကန်းအနေနဲ့တုံးလို့ရတယ်ပြင်ကျွန်တော်တို့ကနောက်ဘက်မှာဒါအိမ်ခန်းတစ်ခန်းရှိပြင်ကိုပိုင် veranda ရှိဒီ veranda ကလည်းဟိုဘက်ချမ်းလည်းလုံးဝဒီလိုပဲပေ80ပတ်လဲဘယ် ဲညာပေါ့နော်ပေ80ပဲလေရေချိုးကအိမ်တာမှာဆိုရင်ရေပူရေအင်းနဲ့ဒါကျွန်တော်တို့လုံးဝကျွန်းနေနဲ့ပဲတုံထားတဲ့အိမ်ပေါ့နော်ဘလို့ပြောရမလဲဒီလိုအိမ်ကတော့ဒါကျွန်တော်တို့အတွက်လည်းအိမ်မက်ဖြစ်တယ် host အတွက်လည်းအိမ်မက်ဖြစ်တယ်ကျွန်တော်ကြည်နေတဲ့လူအတွက်99ရာခိုင်နှုန်းတော့လူတွေအတွက်အိမ်မက်ဖြစ်ပေမဲ့ဒါကျွန်တော်တကယ် motivation ဖြစ်မဲ့ video မျိုးပေါ့နော်ဆိုတော့ share သွားဖို့တော့ တိုက်တွန်းချင်ပါတယ်ဒီမှာဆိုရင်ရေစိမ်ကန်ပါတယ်ဘတ်ထပ်တွေပါတယ်ပြီးရင်ကျွန်တော်တို့ဒီတလောမှာတော့အိတ်ခန်းက၃ခန်းပါမယ်ဖျားခန်းတစ်ခန်းပါမယ်နော်ဒီအခန်းနဲ့ဆိုရင်ကိုပိုင်ဝရန်ဒာအကျေးပါတယ်ဒီဝရန်ဒာမှာဆိုရင်ကျွန်တော်ပန်းတွေအခုလိုစိုက်ထားလို့ရတယ်ပြီးမှကျွန်တော်အိမ်ရှိမျက်နှာချင်းဆိုင်မှာလည်းဒါကျွန်တော်တို့ပေ80ပတ်လေအိမ်အကြီးပေါ့နော်ဘယ်ညာမှာလဲအခုလိုပဲအိမ်ကြီးအိမ်ကောင်းတွေရှိတယ် မြရကူမှာရှိတဲ့အင်ဂျီအင်ကောင်းတလုံးဖြစ်ပါတယ်ဆိုတော့ဒါသူ့ရေချူကအင်တာတွေကတော့တခြားအခန်းနဲ့အတူတူပဲပေါ့နော်တကယ်လို့အင်ဆောက်မယ်ဆိုရင်လည်းဒါကျွန်တော်တို့ဒီပုံစံ၄ရောက်တွေကိုကျွန်တော်လေ့လာလို့ရတယ် ။ဒါဒီမှာမီးဆိုင်တွေပြီးမှဟိုကလကားဆိုရင်ပြီး20ကျော်ပေါ့နော်။ကလကားပိုးပဲကျွန်တော်တိတ်ဟိုရှားကျော်ကုန်ကြမဲ့အိမ်မျိုးဖြစ်ပါတယ်။အပေါ်ဆုံးအလွာနဲ့အောက်အလွာနဲ့ကတော့ကျွန်တော်တို့ဒုတိယအလွာနဲ့အခန်းဖွဲ့စည်းပုံတူတယ်။အပါဆိုရင်ကျွန်တော်တို့အလဲဘဟုမှာလေကအိမ်ထားပြီးတော့အာရှေ့နောက်ပဲညာအကုန်လုံးကိုအခန်းဖွဲ့လိုက်တာဖြစ်တဲ့ကြောင့်မလို့အခန်းမှာပတင်းပေါက်ရှိမယ်ကလအဒီဒီဝရန်တာရှိမယ်အဲကျုံးနေနေပဲပေါ့နော်။ လုံးဝသုံးထက်လုံးဒါ 3R CU မှာဆက်လက်အပြည့်ဖြစ်ပါတယ်ဒီဇိုင်းကတော့ကျွန်တော်တို့နိုင်ငံခြားမှာတော့ဒါကျွန်းနဲ့ကျွန်တော်တို့ကျွန်းအစားကျွန်တော် laminate ခင်းတာမျိုးရှိမှာပေါ့နော်ပြီးအပေါ်တက်မဲ့ကျွန်တော်တို့ဒီလေကားကလည်းကြောင်လင်လေကားတော့ပါမဟုတ်ဘူး ဒါအပေါ်ဆုံးမှာတော့ဒီဖခင်ကန်းထားမယ်ဒါမှမဟုတ်ကျွန်တော် family living room ထားမယ်အခုကြိုက်တယ်လို့တုံးလို့ရတယ်တအိမ်လုံးမှာကျွန်တော် aluminum တကားတွေအဲကျွန်းနေပြီးတော့ဒီ interior ပစ္စည်းကကျွန်တော်တိန်းကိုတောင်းနေကြီးကုန်ကြမယ်အိမ်မျိုးပဲเนาะကဲအပေါ်ဆုံးတက်တဲ့လေကအစားပါเนาะဒါမိုးတဲ့လေတွေမှာကျွန်တော်တို့တင်ဆက်ရိုက်ကူးနေတာဖြစ်ပါတယ်ဆိုတော့အားလုံး follow လုပ်ပြီးရော share သွားဖို့လေကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်ဒီအိမ်ကတော့၄000 3000နဲ့ဈေးဖွင့်ထားတဲ့အိမ်ဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ